ဒီရောမကြံထဲမှာပေါ့နော်10ထဲမှာကျွန်တော်တို့အစနဲ့ဆုံးဖတ်မယ်ဆိုရင်အဲ့ဒီလာလို့ကေတင်ချင်းကြောင့်ပေါ့နော်ကျွန်မအခုပြောချင်တာကေတင်ချင်းကြောင့်ဟောဖြစ်တယ်ဒီဒီလာလို့မျိုးတွေကခရစ်တော်ကြွားလာမယ်ခရစ်တော်သူတို့မရှိရသူတို့ကိုကေတင်မဲ့အရှင်ကြွားလာမယ်ဆိုတော့သူတို့တွေကຢາရေးတော့ရပြီမဲ့အဲသူတို့တွေကခရစ်တော်တကယ်ခရစ်တော်သူတို့မယုံကြည်ပဲခံနိုင်တဲ့အခါမှာအဲကေတင်ချင်းကသူတို့ကိုဝေးသွားတယ်ပေါ့နော်နောက်ဆုံးမှာအဲအဲ ဟိုရှင်ပေါ်လူကပါပြောလဲဆိုရင်အာဣတိရတမျိုးကဒုက္ခရင်မှတ်ရတဲ့ဖမ်းမိတော့မဟုတ်ဘူးကြာနာနာမထောင်နာမထောင်လောကကိုဖျက်ရပြီဆိုတော့တော့ပြောထားဆိုတော့အဲခွတော်ရဲ့ကေတင်ချင်းတရားကိုသူရလက်မခံတဲ့ခါမှာကေတင်ချင်းတို့နဲ့ဝေးသွားတဲ့အကြောင်းပေါ့နော်ဒါပေမဲ့ကျွန်မအခုပြောချင်တာကအာကိအတင်ကလို့အကြောင်းမဟုတ်ဘဲနဲ့ ဖြစ်တင်ချင်းရတဲ့ကျမကိုယုံကြည်သူတွေအကြောင်းပေါ့နော်ယုံကြည်ယုံကြည်သောသူပေါင်းလို့ဒီဖြောင်းမရသူရောက်နေအကြောင်းပညာတရားဒီခရစ်တော်အဖြစ်စုံလင်ခြင်းရှိရှိ၏အာခရစ်တော်ကိုယုံကြည်ရတဲ့ကျမတို့ကဖျားခင်ရှိမှအစုံလင်တဲ့သူနော်ဖျားခင်ဖျားခင်ရှိမှဝိညာဉ်အဖြစ်နော်သူရှိမှခြောက်မှဖြူစင်တဲ့သူဖြစ်ပြီးတော့မှဒီဒီဖြောင်းမှဖြူစင်ရောမဟုတ်ပဲねကျမတို့ရဲ့ဝိညာဉ်က သင်သူစီမှာရောက်မယ်ဆိုပြီးတော့မှဒါအားလုံးသိပြီးသားဖြစ်တယ်ဗောနော်အဲဝိညာဉ်ရေးရမယ်မဟုတ်ဘဲနဲ့ဒါဘုရားခင်ကဘုရားခင်ရှိမှာအပြည့်နာစာရှိတယ်ဒီမှာတော့အလုံးကဘုရားခင်စီရောက်မယ်ဆိုတော့အလုံးသိကြပြီးနေဗောနော်ကျွန်မခုပြောချင်နေတာကဒီအာဘုရားခင်ရဲ့ဂျေစုခရစ်တော်ရဲ့ဒီကျွန်မတို့အသက်ရှင်နေတဲ့ကာလမှာလည်းတကယ်ဘာလို့လဲအပြည့်စုံနေဗောနော်စုံနေခြင်းကြောင့်ကျွန်မပြောချင်တာဖြစ်တယ်ဂျေစုဟာဖြစ် ကျမတို့ကစုံနေတဲ့သူဖြတ်ခင်ကျေးဇူးပြုနာတော့ဘလောက်စုံနေတယ်ဆိုတော့ကျမကဟိုပြန်ရဝင်ရချင်တာဖြစ်တယ်ပေါ့နော်ဆိုတော့လောကမှာလူတွေကအာဘယ်သူမှပြည့်စုံတယ်လို့မခံမခံစားရဘူးနော်လူလူအပ်နေတဲ့လူအပ်ချက်ရှိနေတယ်လို့ပဲကိုကိုကိုခံခံခံယူရပေါ့နော်ပြည့်စုံတယ်လို့ကိုကိုကိုဘာမှမခံစားဘူး အဲကလည်းရှိပေးတယ်လို့ယူချင်တယ်နော်။ဒါရှိပေးတယ်လို့ယူချင်တယ်အဲ့လိုရောဘကခုနပြောလို့မျိုးပေါ့ဘလို့မအတော်မတတ်နိုင်ဘူးနော်။ဒါဒါလူသားတွေပုံနဲ့အဲ့လိုလိုခံစားတယ်။ဒါပေမဲ့ကျမတို့ယုံကြည်သူတွေကျတော့ဒီဒီလောကထဲမှာနေတဲ့အခါမှာပုံမှန်လေးလှုပ်ရှားတဲ့ကျူးစားတဲ့ယုံကန်တဲ့ဆိုပေမဲ့တကယ်ပြဿနာအခက်အခဲကြုံလာတဲ့အခါဒုက္ခအခက်အခဲကြုံလာတဲ့အခါကျရင်ကျမတို့စိတ်ထဲမှာ တကယ် comfort ပေးတာเนาะတကယ်ဟိုရောက်ရဲ့ချင်းကိုပေးတာတကယ်ညစ်သိပ်ပေးတာကဖရားပေါ့เนาะဖရားဖြစ်တဲ့အဲ့ဒီညစ်သိပ်ချင်းကိုလည်းအထူးသဖြင့်ကျမတို့ယုံကြည်သူတွေကခံစားရတာဖြစ်တယ်တကယ်အတွင်းဟန်တွေထွက်လာတဲ့အမျိုးပေါ့เนาะအဲတကယ်ခံစားရကျမတို့တကယ်ကြည်စုတော့ဟိုခံစားရတာဖြစ်တယ်အာဒီမဲ့လည်းဆမချစ်ရပြောလေဖြစ်ကြမှာကျမအာ ဟိုကြွေးတွေစဉ်းစားပြီးတော့မှအဲ့နေတိုင်းနဲ့အဲ့အကြောင်းမနဲ့အဲ့ရမိုးလာရင်မျက်လုံးဖွင့်လာရင်စဉ်းစားလို့ပြောရင်တော့ဒါပေမဲ့သူ့အထင်းမှာပြီးတော့ပြန်ပြီးတော့မှနှစ်သိပ်ဖျားခင်နှစ်သိပ်ချင်းကိုသူသူတစ်ဖြစ်ခံစားဆိုတော့တတိယဒါပဲမှာတည့်ရမယ်ဆိုရင်ကေယုံကြည်သူတွေမှာပဲအာတွေ့ရတယ်ပေါ့နော်ဒီစိတ်ထဲမှာဖျားခင်အဲ့ဒီစိတ်ကိုရောက်ရဲတဲ့စိတ်ကိုဖျားခင်ကနှစ်သိပ်နှစ်သိပ်ချင်းနဲ့သူရောက်ရဲတဲ့စိတ်ကိုဖျားခင်ပြီးပြီးထားတာပေါ့နော်ကျွန်မတို့ယုံကြည်သူတွေခံစားတဲ့အဲ့ဒီဟို ်တို့အကြောင်းမပြောမယ်ဆိုရင်တို့ကတို့ပဲလေဒီကာကာအပြောင်းသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးနော်အဲ့မှာတို့တို့ရုပ်တည့်ရနော်တို့စိတ်ကမှတို့ဗျောင်းဆန်နေပါလေနော်အပြင်အောင်ချက်ချဖြစ်မယ်ဗျောင်းဆန်နေတယ်နားလည်းမလည်နိုင်ဘူးအတူများတွေမှဖြစ်မှာဖြစ်တယ်ဆိုတော့အရင်အဲ့လိုဖြစ်နေမယ်နော်အဲ့အချိန်မှာယူကြည့်သူရသွားပြီးတော့နှစ်သိမ့်ကြတယ်ပါစာရင်းနှစ်သိမ့်ကြတယ်ဟောအမေနဲ့လည်းဖုန်းပြောတယ်နှစ်သိမ့်ချင်းတော့တို့ခံစားရပြီမယ်ဒါတွေအားလုံးပြီးဆုံးသွားတဲ့ခါကျရင်တို့နေမယားနှစ်ယောက်ထဲရှိတဲ့ခံစားရင်လည်း ဒီစိတ်ကရှိနေတယ်လေနော်ရှိနေတယ်ဒါပေမဲ့ဟိုဆမချေဒီကိုသူ့ရဲ့အမျိုးသားကလည်းလုံးဝအကုန်လုံးကိုညစ်သိမ့်မပေးနိုင်ဘူးသူ့ယောက်ျားကိုလည်းသူကအကုန်လုံးညစ်သိမ့်မပေးနိုင်အားလုံးသူသူအိတ်ပြီးတော့အိတ်ဆက်သွားခွဲခွာသွားတဲ့အချိန်ကျရင်ကိုယ်စိတ်ထဲမှာရှိတဲ့အရာကိုဘယ်သူကဘယ်လဲခွာပေးနိုင်တယ်ဆိုတော့ဖရားပဲအဲညစ်ညစ်သိမ့်ခြင်းပေးနိုင်တယ်နော်အဲဒါကြောင့်ဆမတို့ကတကယ်ဟိုဘယ်လို ဟိုဘုံချီတူရတဲ့ကိုဂျီစုကိုခံစားရတယ်။အဖျားခင်ရဲ့ဂျီစုတော့ကအဲလိုပါလားကျမတို့အแทးကနေအဟိုနှစ်သိပ်ပြီးရဲဆိုတော့ဂျီစုကိုခံစားရဆိုပြောချင်တယ်။အကျမတို့ဒီအဲတချင်ရမှာရှိတယ်လေနော်ဟိုဗါလဲဟိုငါဟာကောင်းချီခံစားရတယ်။ငါဗါလဲဗါလဲစီစဉ်ခံစားရတဲ့သူအောင်မြင်တဲ့သူတို့ချင်းထဲမှာကြွေးကြော်ကြတယ်နော်။ဒါပေမဲ့အဲ ျမတို့လောကမှာတော့ကျူတော့ကျူစားရမယ်เนาะဒါပေမဲ့ကောင်းချီးပေးပိုင်တာတော့ဖရာပဲဖြစ်တယ်တကယ်လို့ကျမတို့ကျူစားတဲ့အတိုင်းသာမဖြစ်နိုင်ဘူးဆိုရင်ဘုမကိုဆုံးပေါ့နော်ဒီလိုမျိုးအကြောင်းမပြောလို့ဆိုင်တို့လေဟိုဘာလဲဟိုတို့ကြိုးစားတယ်နော်ဟိုဖြစ်ချင်တော့ဗလဲအဲတို့အဲ့ဒီ trucker တို့မောင်းတယ်နော်အဲ့တို့အားလုံးထဲမှာအမေရှိနေမှာအမေရှိသူအဲ့ဒီထဲမှာမှာတို့မမန်းချတဲ့အတိုင်း လို့မဖြစ်လာဘူးဒီနောက်အဲ့အချိန်မှာကျမတို့ကဒီလိုမျိုးပေါ့ကျမတို့အောင်မြင်တဲ့သူဟိုကိုကိုထင်ထားတဲ့အတိုင်းမဖြစ်လာဘူးဆိုကိုကအောင်မြင်နေတယ်မဟုတ်တော့ဘူးလားဟုတ်နော်ဒါပေမဲ့ဖျက်ပြန်ပြောရင်ငါရဲ့ခြေစူးကအဲ့အတွက်တော့ဟုတ်တယ်ဒီနေ့ခုနကကျမတို့ရှင်းချင်းဝင်ကြတယ်လေ။ဟိုနာကတရားမြတ်ချင်းမှာပထမလား။အေးပထမအချင်းမှာကျမတို့ရှင်းဝင်ကြတယ်နော်။ခုနဲ့ကြီးစုတာဟာလုံလောက်တယ်။ဆိုတော့အဲ့ဒါမျိုးကိုဟိုဖြတ်တယ်ကြီးစုတော့ လူနောက်ချောင်းကိုကျမတို့ခံစားနိုင်ဖို့ကဘုရားသခင်ရဲ့ညညာမဘုရားသခင်အလေးအလာဘုရားသခင်ရဲ့ကြီးစုကိုကျမတို့ကဟိုဘယ်လိုလဲဆင်ခြင်အောင်မိပြီးတော့မှဘုရားသခင်ရဲ့ရှောက်လာနှလုံးသွင်းဖို့ပဲလို့ပြောပါတော့။အဲအဲနဲ့ပတ်သက်ပြီးတော့မှဒီ insurance နေအကြောင်းလည်းပြောချင်တာပါ။ insurance နေဒီသူတစ်ဖြစ်ဒီစိတ်မှာဆိုရှုရအရင်ယူကြတယ်နော်။ညံယူကြတယ်ဖြစ်ရင် ုသိရင်ဒီမှာဈေးရဈေးကြီးတယ်လေနော်အလောင်းခွေးဈေးကြီးတယ်လို့ဒီလေဈေးကြီးတယ်ဆိုတော့ဟိုအရှူရက်နေယူကြတယ်ပေါ့နော်အထူးသဖြင့်ဒီသူဆာမှာဆိုကျွန်တော်တို့ရုံးမှာဆိုဒီအရှူရက်နေဟို saving ဆိုတော့မှလည်းသူတို့လုပ်တယ်လေနော် saving နဲ့ရှိမဲ့ insurance ရှိမဲ့တယောက်ကိုအသက်အရွယ်လိုက်သူယောဂလိုက်အနည်းဆုံး90လောက်ရှိမယ်နော်တလားတလားသူပြရတယ်90တယောက်ပေါ့နော်အဲ့ဒီအဲ့ဒီကျမရဲ့အတိအလုံးလုံးရဲ့ ်မိတ်ဆွေတွေဆိုသူတို့ဆို900ပေးတယ်တလားလေစိတ် insurance ကိုဆိုမှာ900သူတို့ပေးပါသူတို့ဘယ်လိုပြောမလဲအာအဲဒီမှာနေဒီတင်သူတို့ပြန်ထုတ်လို့ရအောင်နော်အဲသူတို့ရဲ့ channel တူတူတော့အာအဲသူတို့ရဲ့စရိတ်အတွေ့အကြုံဆိုတော့ယူကြတော့နော်ယူလာတော့ကောင်းပါတယ်နော်ဒါ insurance ကိုရဲ့ saving တစ်ခုပဲလေနော်သူကကောင်းပါလေယူနိုင်တော့ကောင်းပါဒါပေမဲ့ ဟိုမယူနိုင်ကျမဆိုမယူမယူနိုင်ဘူးလေ80ဆိုတော့ဒလား80ဆိုပြီးလည်းမပေးနိုင်ဘူးเนาะဒါပေမဲ့ဟိုတစ်ချက်နဲ့ချက်ဒီနိုင်ငံပြီးတဲ့တစ်ချက်နဲ့ချက်ဆိုလည်းဟိုယူမယူဖြစ်နေဘူးပေါ့เนาะဆိုချင်တာအာကျမတို့မြန်မာနိုင်ငံမှာဟိုလူတည်ရင်လေဟိုအာတည်စီတည်ဆုံးသွားတယ်တော့တော့တောင်းဖက်မှာဆိုရင်တော့ဒီဟိုလေးနေရှိရပါတော့သူတွေအနွားတွေဝက်တွေရှိကြတယ်เนาะသူတွေဆန်နေရှိဆိုတော့ဒီလိုလိုဒီနေ့ကျမတို့မျိုးမချတော့မချဘူးသံသာတမီးကြီးဆိုရင် အဲဒီဟိုလူတည်တဲ့ခါမှာဟိုမရှိဘူးလေနော်မရှိဘူးဒါပေမဲ့အော်ဘုရားရှင်ညာသူ့ဟာနဲ့သူအဆင်ပြေရတဲ့ခွင့်ကိုပေးပေးရပါတော့ဟိုမင်္ဂလာဆောင်တဲ့ချိန်မှာဘာမှမရှိဘဲနဲ့ချေးယူရတယ်အဲကျွေးတင်သွားတာအဲရှိပြီမဲ့ပေါ့နော်ဒီတည်ဆုံးသွားလို့ဘယ်လိုလဲအကျွေးတင်သွားရဆိုတာမရှိတော့ရှားတယ်ပေါ့နော်ပြောချင်တာကဘုရားသခင်ကအ ပေတဲ့အချိန်တိတိအောင်မွေးတွေကနေတော့ဒေဒီထိုက်တန်းအောင်သူကတာဝန်ယူပြီးတဲ့ဘုရားဖြစ်တယ်ပေါ့နော်အဒီဟိုကျမတို့ဒီဒီဒီအမြန်မာနိုင်ငံမှာပေါ့နော်ဒီနိုင်ငံမှာဆိုလို့ရှိရင်စေးကြီးရလေးကအအလောင်းဖိုးကြီးရှိနေဥစားမျိုးဖိုးကြီးရှိနေတော့ဒါနဲ့သူတို့လူမျိုးတယောက်ဆုံးသွားတာရှိတော့ကင်စကင်ဆာနဲ့ဥမကြီးကင်ဆာနဲ့သူဆုံးသွားတဲ့အခါမှာဟိုသူရဲ့သူကလူပူကြီးအဲဒီလိုပဲပေါ့လုံးလုံးပြီးတော့မှ သူနေလာတာလူပြူကြီးသူယူတဲ့မျိုးသမီးကလည်းပတ်စံမရှိဘူးအဲ့လိုယူလာတဲ့ကလမောက်ကိုသူထားတော့မဟုတ်ဘူးဒီထားတဲ့ကြူလူဆုံးသွားတဲ့ချိန်ကျတော့အဲ့ဒီအမကြီးကလည်းကုညီတောင်းဆန်လို့မရှိတော့လေသူရဲ့လူမျိုးတွေပြန်ပြီးတော့ပုံဆက်ပြီးတော့မှအေးမင်းတို့တော့လူမျိုးဆုံးသွားပါလေဆိုပြီးတော့အမအတင်းတော်ကနေပြီးတော့မှပြင်ဆင်ပြီးတော့လေနော်ပြင်ဆင်ပြီးတော့မှသူ့ရဲ့ဇယိတ်ကို ဘယ်လိုလဲသူစုထားဆောင်ထားလို့ရှိပြီဗျာဘုရားခင်အကောင်းဆုံးအာပြင်ဆင်ပေးတယ်ဗောနော်တမန်စံစတဲ့မှာကြည့်တဲ့ခါမှာလည်းအာယေရှုခရစ်တော်ကသူဒီသူနောက်လိုက်ဖို့ခေါ်တယ်လေနော်ခေါ်တယ်စံစတဲ့မှာခေါ်တဲ့ခါမှာအောင်ငါမင်းကသူဂျုံမဲလို့သူပြောတယ်နော်အဲ့ဒါခရစ်တော်ကသူ့မှာပြောဆိုလူတရားလူတည်သူဂျုံမဲဆိုတော့အဲ့ဒီအချိန်မှာလည်းသူကအဲ သူ့မိတ္တခုနမျိုးမျိုးဝင်လေးဝင်ရမှာလေးတော့တမချမ်းချမ်းဆက်ထဲမှာအဲတမဟောင်းထဲမှာဆိုမျိုးဝင်ရတာလေးလည်းရှိတယ်ဆိုတော့အဲ့အလကားရတယ်ရှင်ရှိမယ်ဒါမှမဟုတ်ရင်လည်းမျိုးဝင်ရဲဝင်ရမယ်ခုနမျိုးအတုပါသက်ဆိုရှင်ကုံချစိတ်လေးရှိမယ်သူလည်းအဲ့ဒါဖူးမပေါ်တော့ဒါပေမဲ့ဒီလူသေးလေးကိုလူသေးလေးကပဲနော်ဒီလူသေးလေးပဲပြန်ပြီးတော့မှလုံးနေနေရတော့ငါတော့လိုက်ခဲ့ဆိုခစ်တော်သူခေါ်လို့တော့တွေ့ချင်တာဖျားသခင်ကအာဟိုကျမတို့အဆုံးအထိကိုတော့ တောင်းဝန်ယူပေးတဲ့ဖရာဖြစ်တယ်ပေါ့နော်ကျွန်တော်ပြောချင်တာက insurance မယူရဘူးနော်အဲဘယ်လဲအလုပ်မလုပ်ရဘူးရောက်ရေးတင်ပြရမယ်လို့ပြောတယ်တော့မဟုတ်ဘူးနော်ပြောချင်တာကဖရာရဲ့ညရမကကြီးစုတော့ကလုံလောက်တယ်ဆိုတော့ကျွန်တော်ပြောချင်တာအဲခုန insurance နေလေဟိုမယူနဲ့လို့ပြောတာမဟုတ်ပတ်စံရှင်းတော့ယူတာကောင်းပြီမဲ့ဖရာသခင်ရဲ့ဟိုကြီးစုယူနာတွေကဟိုတေဆုံးနဲ့ထိတိုင်အောင်ကျမတို့တို့လုံလောက်တယ်ဆိုတော့ကျမတို့က နားလေနားလေဖို့လို့လေပေါ့နော်နားလေရမယ်အဲ့ဒါကြောင့်ဘုရားသခင်နဲ့ပဲဒီမှာတို့ကအားယူပြီးတော့မှဘုရားသခင်နဲ့ရှောင်းတာတက်ရှင်ဘုရားခင်ဤလာဤရမှတက်ခင်အသိလာဖို့ပို့ပြီးတော့မှနားလေအောင်ကျမတို့ရှောင်းတာတက်ရှင်မယ်ဆိုရင်ကျမရှင်းထားခြင်းလို့ပေါ့ကဲအပြောင်းလဲများတဲ့လောကကြီးမှာဟိုအောင်နေဖြစ်နေရှိတာကိုနော်ဒီလိုနဲ့အနေနဲ့ခေါ်ပြချင်တာဖြစ်တယ်ပါပြီးတော့မှရစနေဖြစ်တဲ့ကောင်းစီပြပါစေ။